ပါဠိစွာပါအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာကြောင်ရှာသီးချက်စားဖြစ်ပါတယ်ကြောင်ရှာသီးချက်မဲ့ဆိုလို့ချင်းအရင်ဦးဆုံးသူ့ကိုဘာကြောင်ရလို့တော့မသိဘူးပေါ့နော်မိဖုတ်လိုက်တာပဲမိဖုတ်လိုက်တယ်မိဖုတ်ပြီးပြီဆိုတဲ့အခါကျလို့ချင်းကြော်ရင်တော့ဖုတ်စရာမလိုဘူးနော်ချက်လို့ရှင်တော့မိဖုတ်ရပါတယ်မိဖုတ်ပြီးလို့ချင်းအဲ့လိုမျိုးအပြင်ကလေအဲ အေးခွန်တထပ်ပေါ့နော်အဲ့လိုမျိုးအနေထားထင်တယ်အဲ့ဒါလေးကိုပြောင်းနေအောင်ရှင်းလိုက်ရပါဒီလိုမျိုးလေးပေါ့နော်အကုံလုံးလေးရဒီလိုမျိုးပြောင်းနေအောင် ရှင်းပြီးတော့တဲဆင်သွားပြီဆိုတဲ့အခါကျလို့ချင်းတော့အတုံးကသူကလေလက်နှလုံးလက်သုံးလုံးလောက်တော့မရှိဘူးလက်နှလုံးလောက်လေးတွေအပြားလေးစားရအောင်လို့ပေါ့နော်အဲ့လိုမျိုးလေးဒါကတော့အတုံးကတော့ကိုယ်စိတ်ကြိုက်ပါ ပြီးပြီဆိုတဲ့အခါကြာလို့ရှိလို့ရှိရင်ဒါကြောင်ချတင်းနဲ့ရောရှက်ဖို့အတွက်နဲ့ပစွန်ပါပစွန်ရှောင်းနဲ့ချက်လို့ရှိနေရပါတယ်ဒါပေမဲ့အိမ်မှာလောလောဆယ်အလွယ်တကူပစွန်ရှိတာဖြစ်တဲ့အတွက်နဲ့ပစွန်နဲ့ချက်မှာပါပစွန်ကဒီလိုမျိုးအကောင့်လိုက်ကြီးတဲ့မချက်ပါဘူးအကောင့်လိုက်ထည့်ချက်တဲ့အခါကြာလို့ရှိရင်သူကအကောင့်လိုက်တွေကကွန်း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 ဖြစ်နေတဲ့တိတ်ပြီးတော့အဆင်မပြေတဲ့အတွက်နဲ့ပစွန်လေးတွေကိုလက်တက်စစ်လောက်လေးတွေပိုင်းဖြတ်ပေးထားလိုက်မှာပါပြီးလို့ရှိရင်တော့အဓိကလိုအပ်တာကျက်သွင်းနေရဲ့ကျက်သွင်းဖြူရဲ့ပါ အရင်ဦးဆုံးကျက်သွင်းဖြစ်ကျက်သွင်းနေကိုမှွေးလအောင်လို့စကြတ်တက်ထားပေးလိုက်ပါမယ်။ဟင်းနဲ့ချက်ပြီဆိုလို့ရှိရင်ကျက်သွင်းနေတွေကိုအရင်ဦးဆုံးမှွေးနေအောင်စီတက်ပြီဆိုလို့ရှိရင်ဟင်းတွေကအနက်ပို့ပြီးတော့ကောင်းပါတယ်။ပြီးတော့အခုနောက်ကခွာလိုက်တဲ့ပစုံရဲ့အခွန်တွေပေါ်တော့အဲ့ဒီအခွန်တွေကိုလှော်ထားပေးလိုက်ပါမယ်။ပုံမှန်ဆွေးနွေးတာတွေကလှုပ်ပစ်လိုက်တယ်။ဒါကြောင်ချာသီးမှုလို့ကိုလှော်ပြီးတော့ထောင်းလိုက်တာပါ။လှော်ပြီးတော့ထောင်းပြီးလို့ရှိရင်အဲ့ဒါကိုရေထည့်ပြီးတဲ့အခါကျတော့နောက်တစ်ခါပြန်ပြီးတော့ ပပွက်စုအောင်လို့တည်ထားပေးလိုက်ပါမယ်ပပွက်စုအောင်တည်ထားပြီးပြီဆိုလို့ရှင်တော့အဲ့ဒီကရေလေးတွေကိုစီယူလိုက်မှာပေါ့နော်ပြီးပြီဆိုတဲ့အခါကျတော့ဒီဘက်ကနေပြီးတော့ကျက်သွန်းဖြူနေစီတက်ထားတာဒီလိုမျိုးနေထားရပြီဆိုတဲ့အခါကျရင်အကြောင်အတွက်စနစ်မော်လေးထည့်မယ်အရသာအတွက်ငပီးထည့်မယ်အဲကြာချာသီးကကျတော့အပူပေါ့နော်အပူဆိုတော့အရှိုးလေးချက်စားတယ်အဲဒါမဲ့ပြီးတော့စားလေးရဲ့အချမုတ်လေးရထဲမှာဒါမဲ့ဒီနေရာမှာတော့ငရုတ်တီလေးအနှင်းငယ်ထဲမှာငရုတ်တီကဒီနေရာမှာအစိမ့်ထဲလို့ရှိနေရတယ် အချောက်ထည့်လို့ရှိနေရဒါကိုစကြပါဘာဒါပေမဲ့ငရုတ်တရတော့အများကြီးတော့မထည့်ပါဘူးအဲနည်းနည်းပဲပေါ့နော်ဒီလိုမျိုးနည်းနည်းလေးပါတယ်ပေါ့ငရုတ်ဒီပါပါတယ်ဆိုတဲ့ပုံစံမျိုးအဲမျိုးငရုတ်ဒီလေးနည်းနည်းထည့်ပြီးတော့စီရက်တတ်ထားပြလိုက်ပါမယ်ဒီအနေထားမှဆိုလို့ရှိရင်တော်တော်လေးကိုမှုန်းနေပါပြီနော်အဲဒီလိုမျိုးပြီးတော့မှုန်းကြိုင်နေတဲ့အနေထားရောက်ပြီဆိုတဲ့အခါကျလို့ရှိရင်တုံးထားတဲ့ပုံစံတိတိလေးတွေကိုထည့်ပြီးတော့နည်းနည်းလေးအကြောတင်းသွားအောင်လို့စီတက်ပေးထားလိုက်ပါမယ် ပစွန်တွေကလေအကောင်လိုက်ထိချက်တာတဲ့ဒီလိုမျိုးလက်တစ်စလောက်လေးတွေဖြစ်လိုက်နော်ဒါဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ကြောင်ချတီးနေသူတွေကကွဲထွက်မနေတော့ဘဲနဲ့ရောထွေးနေမှာပေါ့နော်ဒီလိုအကောင်လိုက်ကြီးထိတဲ့ခါကျလို့ရှိရင်အကွင်းလိုက်အကွင်းလိုက်ဆိုကြောင်ချတီးရတက်တက်ကြီးအဲ့ဒီပစွန်ကတက်တက်ကြီးဖြစ်နေမှာပါဒါကြောင့်မလို့ပစွန်လေးတွေကိုလက်တစ်စလောက်လေးတွေပိုင်းဖြစ်ရတာဖြစ်ပါတယ်ပြီးပြီဆိုတဲ့ခါကျတော့ ဒီမှာပေါ့နော်ပစွန်လေးရလည်းနည်းနည်းအကျော်လေးတင်လိုက်ပြီဆိုရင်ဒီရေကကြတော့ခုနကတော့အခွန်တွေကိုထောင်းထားတဲ့အရေဒါပုံမှန်ဆိုလို့ချင်းဒီအခွန်တွေကလှည့်ပြလိုက်တာနော်ဒါပေမဲ့အခုကကြတော့ကြောင်ချသည်ဆိုလို့အချိုတက်လေးနည်းနည်းလေးရရင်နည်းနည်းလေးအတွက်ဆိုပြီးတော့အဲ့ဒီမှာသူ့ကိုအကြီးလေးထည့်လိုက်တယ်အကြီးလေးထည့်ပြီးတော့ကြောင်ချသည်ရလည်းလေးအစိမ်းအောင်ဆားရလေးနော်သူကမီးလဲဖုတ်ထားတာဆိုတော့အကြာကြီးချက်စရာတော့မလိုဘူးဒီမှာရေအဲ့ဒီပစွန်ပြုတ်ရေထည့်လိုက်တယ်ပြီးပြီဆိုရင်ကြောင်ချသည်တည်ထည့်တယ်ကြောင်ချသည်ထည့်ပြီးဆိုရင်သူ့ကိုတမတော့လို့အမှွေထားပြလိုက်မယ် လည်းမျိုးပေါ့နော်ဟိုဖက်ဒီဘက်မှွေပြီးတော့တမတော်မှွေပြီးမယ်မှွေပြီးပြီဆိုလို့ရှင်တော့ဒီကြာချာသီးတွေကိုနူးလာစေရန်အတွက်နဲ့အဖုံလေးအုပ်ပြီးတော့ချက်ထားပေးလိုက်မယ်ကြာချာသီးချက်ရတာတော့လည်းနည်းနည်းတော့လက်ဝင်တယ်လက်ဝင်တယ်ဆိုတာလေမီးဖုတ်ပြီးတော့ဒီချစ်တဲ့နေရာမှာလေအဲ့ဒီမဲမဲကြီးတွေမပါရှင်လို့အဲ့ဒါလေးတွေကိုပြောင်းချစ်တဲ့နေရာမှာတော့နည်းနည်းတော့လက်ဝင်ပါတယ်ဒါမှမဟုတ်စားလျော့တော့အရန်အရန်အင်မတန်ကိုကောင်းပါတယ်ပြီးတော့အဖုံလေးဖုံပြီးတော့ချက်ထားလိုက်မယ်ဖုံးလေးဖုံးပြီးချက်ထားပြီးဒီလိုမျိုးရေလေးဆက်ဆက်လေးအနေထားရပြီဆိုတဲ့အခါကျလို့ရှိလို့ရှင်တော့ အဲနည်းနည်းပင်လေးအုပ်မယ်နည်းနည်းပင်ကလေနောက်ဆုံးမှအုပ်တာတည်းဒီလိုမျိုးအရင်ဆက်ဆက်လေးအချိန်မှအုပ်တဲ့ခါကျတော့နည်းနည်းပင်ရဲ့အနံငွေးနဲ့လေးတွေကဒီကြောင်ချသီးမှလည်းဆွဲပြီးတော့ပို့ပြီးတော့စားလို့ကောင်းသလိုခံစားရတယ်ပေါ့နော်ဒါကြောင့်မလို့နည်းနည်းပင်လေးကိုထည့်ပြီးတော့နည်းနည်းလေးဒီလိုမျိုးအုပ်ထားလိုက်မယ်အုပ်ထားပြီးပြီဆိုလို့ရှိရင်တော့ဒီမှာလေးအိုးလေးကပ်သွားပြီဆိုရင်အရင်နဲ့မှမှွေးပြီးတော့စားလို့ကောင်းတဲ့ကြောင်ချသီးချက်တစ်ခွက်ရပါပြီဒါလေးကိုလေကြောင်ချသည်မကြိုက်တဲ့သူတွေကိုတော့မှကြွေးချင်တယ်အရန်နဲ့မှကိုစားလို့ကောင်းပါတယ်ဒီနည်းလေးအတန်းလိုက်ပြီးတော့ချက်စားကြည့်ကြပါနော်ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ပြီးတော့လည်းကျေးဇူးများကြီးပဲတင်ပါတယ်ရှင်